ကျွန်တော်က theory တွေဘက်ကိုပို့ပြီးခုံမင်တာဆိုတော့ chapter တစ်ခုထွက်တိုင်းပြောစရာ opinion တွေကရှိရဲဆိုပေမဲ့လေ video တစ်ပုတ်လုပ်ဖို့ထီတော့အများကြီးမရှိဘူး chapter 1140ရော chapter 1141ကိုပါဖတ်ပြီးတဲ့အချိန်မှာတော့ပြောစရာတွေကအများကြီးရှိလာခဲ့ပြီဒီနေ့အဓိကပြောသွားချင်တာကတော့ video ရဲ့ caption မှာရေးထားတဲ့အတိုင်းပဲ luffy အတွက် အကြီးမားဆုံးမဟာမိတ်အကြောင်းကိုပြောသွားချင်ပါတယ် chapter 1142အကြောင်းကိုတော့ chapter 1143နဲ့မှာပဲအသေးစိတ်ပေါင်းပြပေးတော့မယ်။အော်ဒါနဲ့စကားမဆက်ဗီဒီယိုရဲ့အဆုံးမှာ giveaway အကြီးစားတစ်ခုအကြောင်းကိုလည်းပြောထားပါသေးတယ်။ဘာလို့ giveaway ပေးတာလဲဆိုတော့လက်ထက်ပတ်စံရှိလို့ပါ။စရပါ။တကယ်တော့ February လမှာမှန်းထားတဲ့ subscriber 1000ဝန်းပြည့်သွားလို့ပါ။ကဲဒီတော့ဗီဒီယိုလေးကိုစလိုက်တာပေါ့။ပထမဆုံးအနေနဲ့ chapter 1140နဲ့ပဲစလိုက်ချင်ပါတယ်။ chapter 1139ထွက်လာတော့က gaban ကို One Piece fan တော်တော်များများကအများကြီးမျှော်လင့်ထားကြမယ်ထင်တယ်။တကယ်တမ်း chapter 1140ထွက်လာချိန်မှာတော့ဂါဘန်ကချက်ချင်းအရှုံးပေးလိုက်တာနဲ့ပတ်သက်ပြီးတော့တချို့လူတွေကဂါဘန်ကိုဟာသလုပ်ပြီးပြောနေကြတာမျိုးတွေအများကြီးရှိတယ်။တစ်ခုသိထားရမှာကဂါဘန်ကအသက်ကြီးနေပါပြီ။ရောဂျာရဲ့ဘေးမှာရှိခဲ့တုန်းကလိုမျိုးကြမ်းကျင်ရမ်းချင်တောင်မှစိတ်သွားတဲ့ကုမပါတော့တဲ့အခြေအနေမျိုးမှာပါ။ပြီးတော့ Luffy Gear 5ကိုထုတ်သုံးတဲ့အချိန်ဂါဘန်ပြောလိုက်တဲ့ Indeed ် on and white ဆိုတဲ့စကားကိုကြည့်မယ်ဆိုရင်ဂါဘန်က gear fight ကိုမြင်ရဖို့အတွက်တောင်းတနေရမျိုးပါဆန်ကောနီကာကိုနတ်ဖျားလို့ကိုးကွယ်ကြတယ် air fight မှာအကြာကြီးနေနေတဲ့လူတယောက် white century အကြောင်းကိုတေချာလေးသိထားတဲ့လူတယောက်အနေနဲ့နီကာကိုမျက်ဝါးထင်ထင်မြင်ချင်မိတာကသူဆန်တဲ့ကိစ္စတော့မဟုတ်ဘူးဂါဘန်ရဲ့ကပ္ပတိန်ဖြစ်တဲ့ roger တော်မှာ drive point နဲ့အတူတူတခိထဲအသက်ရှင်ကျင်ခဲ့တာပဲလေမဟုတ်ဘူးလားဂါဘန်က really roger တို့နဲ့ power တူတူပဲမလို့ အသက်80ကျော်လာတော့မှ Gear 5မသုံးရသေးတဲ့ Luffy ကိုကောင်းကောင်းဆုံးမပေးနိုင်နဲ့ဂါဘန်သုံးလိုက်တဲ့ Yasuo Takeru တိုက်ခွက်ဆိုရင် Zoro တယောက်အသေးအတန်ကြီးကိုဝင်ခံလိုက်ရတာမျိုးပါဂါဘန်ကပေါ်သေးသေးမဟုတ်သေးဘူးဆိုတာကိုသိသွားတော့မှပဲ Luffy ရဲ့ Gear 5 Zoro ရဲ့ Three Swords တိုင်ကိုထုတ်သုံးတာကိုကြည့်မယ်ဆိုရင်ဂါဘန်ကအသက်ကြီးပေမဲ့မပြတ်သေးသေးဘူးဆိုတာလုံးဝဟုတ်သေးကြတယ်ပုံမှန်ဆိုရင် Luffy နဲ့အမှန်အကန်ကြိတ်နေရတဲ့ရန်သူဆိုရင် ဇော်ရိုကဝင်မတိုက်တက်ဘူးဆိုပေမဲ့အခုမှဘာလို့ဝင်ပါရတာလဲဆိုတော့ချေအများကြီးမချန်တော့လို့ပါနောက်ပြီးတော့လူဖီရဲ့အဓိကရည်ရွယ်ချက်ကဂါဘန်ကိုချဖို့မဟုတ်ပဲလူကီကိုလွတ်ပေးနိုင်မှုဖြစ်တယ်။ဒါကြောင့်ပဲတော့ရရချင်းပဲနာမီကိုပါတီစီပြန်လွတ်ပြီးတော့သူတို့ကိုယ်တိုင်က မြေအောင်မှာရှိတဲ့လူကီစီကိုအမြန်သွားကြတာမျိုးပါ။ဂါဘန်ကသူ့ဘလို့လူဖြစ်ခဲ့တယ်။လူဖီရဲ့ idol ဖြစ်တဲ့ chance နဲ့ဘလို့ဆက်ဆံရေးမျိုးရှိတယ်ဆိုတာကိုပေးမသိသေးပုံထောက်ရင် ဂါဗန်ကရီလီလိုမဟုတ်တာသိကြတယ်။ရီလီတုန်းကရှက်စကားကိုယုံကြည်ပြီးတော့လူဖီရောက်လာပြီဆိုတာနဲ့သူ့ရဲ့ identity ကိုတခါတည်းချပြခဲ့တယ်။ဂါဗန်ကတော့အဲ့လိုမျိုးမဟုတ်ဘူး။ရှက်နဲ့စကားပြောခဲ့တုန်းကတော့မင်းပြောတာကိုဘလို့ယုံရမှာလဲဆိုတဲ့စကားမျိုးပြန်ပြောခဲ့ပါသေးတယ်။ဒါတည်းမကသေးပဲမင်းတို့ထွက်သွားတော့မယ့်အချိန် Alpha ကြီးကငင်းရမ်းနေမှာငါ့ကိုလာတွေ့ပါဆိုတာတွေကိုပါပြောသွားတာဆိုတော့ Lucky နဲ့ပတ်သက်သမျှအရာအလုံးကို Luffy ကိုတာဝန်ယူခိုင်းလိုက်တာနဲ့ အတူတူပဲဖြစ်တယ်။လိုကီလိုမျိုး effect ဂျွန်ရဲ့ပြဿနာကောင်ကိုအဆင်ပြေပြေထိန်းထားနိုင်လိုက်မယ်ဆိုရင်တော့လူဖီတယောက်ဂါဗန်စီကနေအမှတ်ပြေရမှသိကြတယ်။လူဖီကတော့ဂါဗန်ကိုပြန်မတွေ့တော့ဘူးဆိုပြီးပြောနေပေမဲ့လေတကယ်တမ်းကျတွေ့ကိုတွေ့ရမယ့်အခြေအနေတွေဖြစ်လာအောင်မှာပါ။ကျွန်တော်အထင်ပြောရမယ်ဆိုရင်တော့နောက်ဆုံး Rubber Bone Cliff နဲ့ပတ်သက်တဲ့ information တွေကဂါဗန်စီကနေရဖို့များတယ်။ Final War ကလည်းနေလာပြီ။ လူဖီတို့အချိန်ဖြုံးရမယ့်အကလည်းများများဆဆမကြံတော့ဘူးဆိုတော့အခုချိန်က Red Road Bunny ကလေးလေးခုလုံးရှင်းသင့်ပြီလို့ကျွန်တော်ကတော့ယူဆတယ်။ Chapter 1140မှာပဲတိလိုက်ရတဲ့နောက်တစ်ခုကတော့ Magic Circle တနည်းအားဖြင့်ပေါ်တယ်တွေကိုသုံးနိုင်ဖို့ဆိုရင်အမှတ်တစ်ခုလိုတယ်။ကလထိုင်ကြီးပေါ်ထိုင်ကြီးကြီးပေါင်းမိကြီးဝစ်ပြီးတော့ရောက်ချလာတဲ့စိတ်ဆူမကိုတစ်ချက်လောက်ကြည့်လိုက်ပါ။သူ့ရဲ့ဘယ်ဘက်လက်မောင်းကနေတထောင်စင်သားအထိတတူးလိုအရာတစ်ခုရှိတယ်။ဒီအရာက မက်ချစ်ဆာကဲနဲ့ပုံစံချင်းစင်တူနေရဆိုတော့မက်ချစ်ဆာကဲကိုတော့အဲဘတ်ကိုဖြတ်ပြီးတော့တနေရာနဲ့တနေရာကူးတန်းသွားလာဖို့လိုတဲ့အမတ်ကအဲ့လိုတတူးမျိုးဖြစ်နိုင်ပါတယ်ဒီအရာကိုအခြေခံပြီးတော့ chance တယောက်လက်ပြက်ခံလိုက်ရတဲ့အကြောင်းကလည်းတခစ်ပြန်ထလာရတယ်လို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ရှင်းပြသွားတာကဘေဘလက်ဆိုမာမာရှိနေတဲ့အဲဘတ်မားကလည်းဘေဘလက်မှာဖြစ်နေတော့ chance ကအီမူရဲ့ထိရှုံမှုကနေဝေးအောင်လုပ်လိုက်တယ်ဆိုပြီး ပြောနေကြတာမျိုးပါဒါပေမဲ့ကျွန်တော်ကတော့ဒီ theory ကိုတိတ်သဘောမတူဘူး Airbus အမတ်ရှိရဲ့ဒူတိုင်းက Manchester Kane နဲ့ဆင့်ကော်ခံရတာကိုသူတို့ဘက်ကဆန္ဒမပါပဲလုပ်လို့ရပါတယ်ဒါကိုဂန်ကိုကဆူမာတို့ကိုဆင့်ခေါ်တဲ့အချိန်တုန်းကဆူမာရောကီလီဟမ်မောကဖြစ်တယ်လို့ပုံစံမျိုးနဲ့ရောက်လာတာကိုကြည့်ရင်တိတိတသာမြင်နိုင်တယ်ဒီတော့ဘွာဂါဗာမန့်ဘက်ကနေအသေးအံလိုချင်နေတဲ့ဟီတိုဟီတိုနိုမီ မော်ရယ်ဆန်ကော့နီကအတီကိုရှန့်စ်ကခိုးသွားတယ်လို့ပြောထားပါတယ်။အီမို့အနေနဲ့ပြန်လိုချင်နေဆိုရင်ရှန့်စ်ကိုမက်ချစ်စာကနေစုံမောလောက်လိုက်ရုံပဲလေဟုတ်တယ်မလား။ဒါကြောင့်မလို့ရှန့်စ်လက်ပြက်ခံလိုက်တာကအက်ဘတ်မားနဲ့မဆိုင်ဘူးလို့ကျွန်တော်ကရယူစားတယ်။ဘလို့ပဲပြောပြောအင်ဖက်ကိုဂိန်းကစားမယ်ဆိုပြီးရောက်လာတဲ့ဂန်ကိုဆိုမာနဲ့ကေလီဟမ်တို့ကတော့အတီးခံရတော့မယ်ဆိုတာကိုမြင်အောင်ပါသေးတယ်။လူကီကလည်းလွတ်သွားပြီးအချုပ်ခံထားရုံက ေလူမျိုးဘာဖြစ်အောင်လုပ်သွားတယ်။ Holy Night တွေကိုတွေ့ရင် Loki အနေနဲ့အရှင်ထားမယ်မထင်ဘူး။ Loki တဲ့မကဘူး။တစားတစားပူကျန်းလာတဲ့ Luffy, Zoro, Sanji တို့ Monster Trio ကလည်းရှိသေးတယ်။ခေါင်းဆောင် Shanro လည်းမရှိတော့တဲ့ Holy Night တွေအနေနဲ့တိုးတိုးတိတ်တိတ်မလုပ်ဘဲတောင်းကျန်းလာတွေလုပ်မယ်ဆိုရင်တော့ကိုယ်တင်တွေကိုတူးနေတယ်လို့ပဲဖြစ်နေမှာပါ။ Loki ရဲ့အကြောင်းကိုဆက်မပြောခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်တယ်။ February လတုန်းကမှန်ထားတယ် subscriber တသောင်းခွဲပြည့်သွားတာမလို့ဒီဗီဒီယိုရဲ့အဆုံးမှာ giveaway တစ်ခုထည့်ထားပေးတယ်။ match လာမှာတော့ subscriber နှစ်သောင်းခွဲစီကိုချီတက်ကြတာပေါ့ subscribe လုပ်ပြီးသားသူဆိုရင်လည်းဗီဒီယိုလေးကို like လုပ်လေးတွေနှိပ်ပြီးတော့တခြားလူတွေရဲ့ recommend list ထဲကိုရောက်အောင်ကူညီပေးလို့ရပါတယ်။ကဲဒီတော့ lucky bag ကိုပြန်လဲချတာပေါ့ lucky လွတ်သွားတဲ့အကြောင်းကိုဆက်ပြောရမယ်ဆိုရင်တော့ lucky က luffy အတွက် final war မှာအဓိကကူညီပေးမဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုပြီး ျွန်တော်ကတော့ယူဆတယ်။အဖေကိုပြန်တက်ခဲ့တဲ့လူမျိုးနွယ်စုတစ်ခုလုံးကပြစ်ပယ်ထားတဲ့ချင်းမတရားကိုလူကောင်းလို့ပြောမယ်ဆိုရင်တော်တော်လေးချောင်တော်တော်နိုင်တယ်ဆိုပြီးထင်ကြမှာပါ။ဒါပေမဲ့ဒီအကြောင်းအရာတွေက One Piece ဘာမှဖြစ်နေတာဆိုတော့တစ်မျိုးတစ်ပုံပြောင်းပြီးစဉ်းစားရမယ့်အနေအထားမျိုးဖြစ်ပါတယ်။ Loki ကအခုချိန်တည်းပြတ်ထားသလောက်ဆိုရင်လူဆိုးလို့ပြောဖို့ကအရန်အောင်ခက်ခဲတဲ့အနေအထားမျိုးမှာပါ။မဖြစ်လို့လဲဆိုတော့ One Piece ရဲ့ပိတ်ကန်ရှင်ကြီးအိုဒါက One Piece ကိုဖန်တီးတဲ့နေရာမှာမထင်မထိုင်မြုပ်ကွက်တွေထည့်ရတတ်တာမလို့ Lucky တယောက်သူ့ရဲ့ဖေဟာလက်ကိုပြန်သက်တဲ့ကိစ္စမှလည်း Messi ပါရရှိနေအောင်မယ်လို့ကျွန်တော်ပါဝင် One Piece ဖန်တိုင်းလူလူကခမန်းထားကြတဲ့ကိစ္စဖြစ်တဲ့ပြောရရင်တော့ Lucky ကမတရားဖန်ခန့်ရတာမျိုးပေါ့ Chapter 1140မှာစိုမာကသူ့ရဲ့ Captain Shanrock ကို Harry ရဲ့အုပ်ကူစီကိုလာလေလာတာဆိုပြီးတော့မေးခဲ့တဲ့ကိစ္စက Lucky ကလူโซတရားမဟုတ်ဘူးဆိုတာကို သက်သေပြနေတယ်လို့မျိုးဖြစ်နေပါတယ်။မဖြစ်လို့လဲဆိုတော့တော်ယုံနေရာကိုတည်င်းမရောက်တတ်တဲ့ FL လိုမျိုးနေရာမျိုးကကိစ္စတွေကိုဘွားကားပမန်ကလူတွေက အသေးစိတ်သိနေရဆိုကနေကတခုခုတော့လွဲနေပြီ။ဒီနေရာမှာဖြစ်နိုင်ခြေရှိတယ်။အရာနှစ်ခုရှိပါတယ်။ပထမဖြစ်နိုင်ခြေတစ်ခုကတော့ဟာရက်ကဘွားကားပမန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရအောင် FL နိုင်ငံတော်ကြီးကိုဘွားကားပမန်လက်အောက်ကိုဆွဲသွင်းမှုစူးစမ်းခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ဒီလိုလုပ်တဲ့နေရာမှာ ရှမ်ရော့ကဘွားကဘာမတ်ကိုစားဖာရက်နဲ့ညှိနှိုင်းဆွေးနွေးခဲ့ဘူးလားမလို့သူမကရှမ်ရော့ကိုအလေလာလာလားဆိုပြီးမိရမျိုးဖြစ်ပါလိမ့်မယ်ဒီလိုမျိုးကိုတိုင်းပြည်ကိုရောင်းစားဖို့လုပ်တဲ့ကင်ဟာရရဲ့ဆုံးဖြတ်ချက်ကိုတားဖြစ်သူလိုကီကလက်မခံနိုင်ပဲစကားများချရာကနေလက်လွန်ကျက်သွင်းဖြစ်သွားတာမျိုး ဖြစ်နိုင်ပါတယ်ကျွန်တော်နောက်ထပ်ပြောပြပေးမယ် opinion ကတော့ပို့ပြီးရဖြစ်နိုင်တယ်ဟာရက်ကလိုကီရဲ့လက်ချက်နဲ့အနှိမ့်စသဘော ကိစ္စချောသွားတာမျိုးမဟုတ်ပဲ Holy Night တွေတဲကတယောက်ယောက်ရဲ့လက်ချက်ကြောင့်တည်သွားတာမျိုးလေဖြစ်နိုင်ပါသေးတယ်ပြောရမယ်ဆိုရင်တော့ Harak ကိုလက်ဆဖြောက်ပေးလိုက်တဲ့သူက Shanrock ဆိုတာမျိုးပေါ့မဖြစ်လို့လဲဆိုတော့ Soma က Shanrock ကိုတူတက်လိုက်တဲ့သူကိုတန်းထားပြီးတော့ effect ကိုပြန်ရောက်လာလာလားဆိုတဲ့အတိပ္ပယ်မျိုး ਨੇ ခနဲ့ပြီးပြောတယ်လို့ခန်းစားနေရလို့ပါ Harak ကိုတတ်တာက Shanrock ဆိုပေမဲ့မျက်နှာအချမ်းပြင်းကိုပဲမြင်လိုက်ရတဲ့ Lucky က Chance က သူ့အဖေကိုတက်လိုက်တယ်ဆိုပြီးထင်လွဲသွားခဲ့တာမျိုးက The Opinion ရဲ့နောက်ဆက်တွဲမြောက်ကတစ်ခုဖြစ်နိုင်ပါတယ်။အထင်လွဲသွားတဲ့ Loki က Fanna ကိုရောက်လာတဲ့ Shanks ကိုအရင်ဝင်ကျုံးလို့ Shanks နဲ့ Loki တို့နှစ်ယောက်ကြားမှာတိုက်ပွဲဖြစ်ခဲ့တာမျိုးပေါ့။ဘလို့ပဲပြောပြောကျွန်တော်ခုပြောခဲ့တဲ့အကြောင်းပြချက်နှစ်ခုလုံးက Loki ကလူဆိုးမဟုတ်ပဲလူကောင်းတစ်ယောက်ဖြစ်နေမယ်ဆိုတာကိုမိမောင်းထုတ်ပြနေသလိုပါပဲ။ဒါကြောင့်မလို့ကျွန်တော်ကတော့ Loki တယောက် Luffy ရဲ့အတွက် Final War မှာ ကြီးမားတဲ့အင်အားတစ်ခုဖြစ်လာမယ်လို့ယုံကြည်တယ်။နောက်ပြီးတော့ဂါဘန်းရဲ့လုပ်ရချောင်းလေလိုကီကို လူစိုးမဟုတ်ဘူးဆိုပြီးတတ်မှတ်လို့ရတယ်။လိုကီသာအဖက်ကိုတကယ်ဖြတ်စည်းမဲ့လူဆိုရင်အဖက်ကိုမျက်နှိုးတဲ့လူတစ်ယောက်ကလိုကီကိုလွတ်ပေးလို့ရတဲ့တော့ကိုအလွဲတကူပေးလိုက်မယ်မထင်ဘူး။လူဖီနဲ့ဆိုတော့ကိုဂါဘန်ကမနိုင်ဘူးဆိုရင်တောင်မှအချိန်ကြာကြီးဆွဲလို့ရသည့်အထိဂါဘန်ကခွန်အားတွေကျန်သေးတယ်။အခုတော့ဂါဘန်ကလူဖီရဲ့နီဂါဖောင်ကို မြင်ယုံပဲကြိုးစားခဲ့တာဆိုတော့ဒီလိုလုပ်ရတာရဲ့အကျိုးဆက်ကဂါဘန်ကိုတိုင်းနားလည်ထားလို့ပဲဖြစ်ပါလိမ့်မယ်။လိုကီရဲ့အဖြတ်စွမ်းအကြောင်းကိုတော့နည်းနည်းတည်ထားဖို့လိုမယ်။လိုကီရဲ့အစွမ်းကတန်တာရောဖိုင်ယာရောပါနိုင်နေဆိုပြီး chapter 141ဖတ်ခတဲ့ကထင်ထားခဲ့တယ်။ chapter 1142မှာတော့ဒီအကြောင်းကို confirm လုပ်ထားပြီးပြီဆိုတော့အများကြီးဆက်ပြောဖို့တော့လုံးဝမထင်ဘူး။ဒီအစွမ်းတွေက effect ကျွန်းရဲ့အချောက်ဆုံးအရာတွေ ။ဘာဖြစ်လို့လဲဆိုတော့တောတောင်တွေပေါ်များလို့နဲ့အဲ့ဖက်ကျုံးမှာမီးလောင်မယ်ဆိုရင်စောင်းကြိုင်ပိုင်းတည်သောတက်ခတ်တယ်လို့မျိုးအလဲလဲအကွဲကွဲတွေဖြစ်ကုန်ကြမှာပါ။ဒီနေရာမှာပြောစရာတစ်ခုရှိတာကမိုးကြိုးအစွမ်းကလူကီပိုင်နေဆိုတာထက်လူကီရဲ့လက်နက်ဖြစ်တဲ့ရက်နာရဲ့အစွမ်းတို့ပြောရင်ပုံမှန်ပါလိမ့်မယ်။မန်းကမှာတော့ရက်နာကိုမတ်တစ်ကဲဝတ်ပေါ်တစ်ခုအနေနဲ့မိတ်ဆက်ပေးထားတယ်။ရက်နာကဒီဗက်ဖရုတမျိုးမျိုးစားထားတဲ့လက်နက်လို့ကျွန်တော်ကတော့ယူစားတယ်။ ဒါပေမဲ့အခုမှ Devil Fruit စားထားတဲ့လက်နက်မျိုးမဟုတ်ဘဲ White Century မှာကတည်းကရှိခဲ့တဲ့လက်နက်ဖြစ်နေလို့မတည်ကဲဝပွန်ဆိုပြီးတင်စားကြတာမျိုးဖြစ်ပါလိမ့်မယ်။ Original ကိုကကျမ်းပေရမ်းပေဆိုတဲ့ Creature ကြီး Loki ကိုအကျန်းသား Devil Fruit အကျန်းသားလက်နက်ကြီးကိုပေးထားတာကတော်တော်လေးမိုက်တယ်။ဒီလိုလူမျိုးကသာ Luffy ချနေရမယ်ဆိုရင် Final War က Effort မှာဖြစ်ပြီလို့တော့မှတ်ထားရမလို့ဖြစ်နေပြီ။ Chapter 1142ရဲ့ point လားတွေကိုဖတ်ထားတဲ့လူတွေကတော့ကျွန်တော်ပြောနေတာတွေကိုသဘောတူချင်မှတူလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကတော့ Lucky ကတကယ်ကြီး effort ကိုဖြည့်ဆည်းရအောင်မှာ Luffy ရဲ့ Talk No Jutsu တွေကြောင့်မလို့ Lucky ကသူ့ရဲ့လက်စားချင်ချင်စိတ်တွေကိုခဏတော့သိမ်းပေးထားမယ်လို့ယုံကြည်ပါတယ်။ဘလို့ပဲပြောပြော Lucky က Luffy နဲ့ပေးထားတဲ့ဂရုတွေကိုတီးခဲ့မယ်ဆိုရင်တော့ Lucky က Luffy အတွက်အကြီးမားဆုံးထောက်ပံ့တွေတဲကတစ်ခုဖြစ်လာမယ်ဆိုတာသိကြပါတယ်။ တက်လက်စာတွေပြောချင်တာကတော့လူကီက store အဖွဲ့ရဲ့နောက်ဆုံးအဖွဲ့ဝင်တော့ဖြစ်လာမယ်မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Facebook မှာရေးတင်ငယ်တုန်းကလိုပဲနေရာခက်ခဲကြောင်ပါ။ Frankie ရဲ့မျက်စိရှိမှာအဒန်ထွေးကြီးရှိနေရလို့ပဲပြောပြော။ဘာပဲပြောပြောအဓိကကအချိန်အများကြီးမရှိဘူး။ပြီးတော့ချမ်းနဲ့ပင်လယ်ဓားအဖွဲ့တွေကိုကြည့်မယ်ဆိုရင်အဓိကအဖွဲ့ဝင်နေစည်းတဲ့တင်မောကအရန်ကြီးကြီးမားနေရမျိုးမဟုတ်ပါဘူး။ Lucky ဝင်ဖို့အတွက်နဲ့တောင်းစင်စနစ်ကို အကြီးကြီးလှုပ်လိုက်မယ်ဆိုရင်လေမူလရှိပြီးသားအဖွဲ့ဝင်ဆန်နီကိုပြစ်ပယ်လိုက်တယ်လို့မျိုးဖြစ်သွားပါလိမ့်မယ်။နာကာမကိုကာကွယ်ပေးရမယ်ဆိုတဲ့လူဖီမှာမယ်ရီကိုဆုံးရှုံးထားတဲ့အတိတ်ဆိုးကြီးတဲ့ရှိနေတော့ဒါမျိုးတော့ဖက်ဖြစ်ခံမယ်မထင်ဘူး။ဒါကြောင့်မလို့လိုကီကလူဖီရဲ့စကားကိုနားထောင်မယ်ဆိုရင်ယာမာတိုတုံးကလိုမျိုးဘက်ကက်ခရူးမန်မှာတယောက်အနေနဲ့ဆက်ရှိနေဖို့များတယ်။လိုကီတယောက်အဲဖက်ကိုဖြည့်ဆည်းမလား။ဘာဖြစ်မလဲဆိုတာကိုတော့ chapter 1143ထွက်မှာပဲပေါင်းပြောပေးတော့မယ်ဒီတော့ giveaway အကြောင်းကိုပဲဆက်ပြောကြတာပေါ့ giveaway မှာဘာပေးမှလဲဆိုတော့ animal life မှာစိုက်တဲ့ပစ္စည်းကိုဝယ်လို့ရတဲ့တသိန်းတန် coupon တစ်ခုလက်ဆောင်ပေးမှာပါ figure ပဲဖြစ်ဖြစ်တခြား animal product ကိုပဲဖြစ်ဖြစ် giveaway ပေါက်တဲ့လူကစိတ်ကြွရွေးဝယ်လို့ရအောင်အခုလိုစီစဉ်ပေးလိုက်တာဖြစ်တယ်ပစ္စည်းမလိုချင်လို့ပတ်စံပေးပါဆိုတာမျိုးတော့မရဘူးပေါ့ giveaway မှာဝန်ကန်ဆန်းဖို့ကတော့အရန်ကိုရှင်းတယ် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားမှရမယ်ဆိုတာတွေဘာတွေမလို့ဘူးဒီ video ရဲ့ comment မှာရေးချင်တာကိုရေးလိုက်ရေးတဲ့နေရာမှာတော့ဆက်သွယ်လို့ရမယ် Telegram account ပဲဖြစ်ဖြစ် Facebook account link ကိုပဲဖြစ်ဖြစ်တွေ့ရေးပေးဖို့တော့တောင်းဆိုချင်ပါတယ်ဒါမှ giveaway ပေါ့ရင်အလွယ်တကူဆက်သွယ်ပေးလို့ရမှာမလို့ပါတကယ်တော့ကျွန်တော်သတ်မှတ်ထားတဲ့ group ပြည့်ဒီလိုပေးဖို့ဆိုတာကစီစဉ်ထားပြီးသားပါကြို့ပြောပြထားရင်ဒါကိုလိုချင်လို့ channel ကို subscribe လုပ်တာမျိုးကျွန်တော်မလိုချင်ဘူး နောက်တစ်ခါပြည့်ရင်လည်းပြည့်ရင်ပြီးနိုင်တယ်လက်ထက်ပတ်စံရှိမယ်ဆိုရင်ပေါ့ဟဲစတာပါ YouTube ကနေဒေါ်လာ100မပြည့်သေးတော့ပတ်စံတော့မထုတ်ရသေးဘူးဒါကပြည့်ရှင်လို့လို့အိတ်ဆိုင်ပြီးပေးတာဖြစ်တယ်ကျွန်တော်ကကူညီပေးရှင်တယ်ဆိုရင်တော့ VPN လေးတွေခံပြီးတော့ဗီဒီယိုလေးကိုကြည့်ပေးဖို့ပဲလိုတာပါကျွန်တော်ကတော့စက်ပါမတူညီရဲ့ theory တစ်ခုနဲ့တူတူဖြန့်တွေးချတာပေါ့